ဟိုတခုခုဝယ်ကြရရှိတဲ့အချိန်မျိုးတွေဆိုလို့ရှင်လဲဒါလေးဝယ်တင်လားအခု trend ကဘယ်လိုလဲဒါလေးဆိုရင်သုံးဝင်နိုင်လားအမ်ဘယ်ပြီးတော့ဥမာ choice ရမယ်ဆိုရင်ပေါ့နော်ဒီပစ္စည်းနဲ့ဒီပစ္စည်းနဲ့ဘယ်ဟာလေးကပိုကောင်းလဲဘယ်ရောင်လေးကပိုလှရဲဆိုတော့အဲဆိုရင်ဟိုကနင်းနေဆိုရင်တော့ဘယ်ရောင်ကပိုလှရဲဘယ်ပစ္စည်းကိုရွေးချယ်ရဲဆိုလို့ရှင်တော့ဘယ်လိုအသုံးဝင်မဲအဲတိရမလားဘယ်ပွဲရင်နဲ့တော့လိုက်ဖက်မဲဘယ်ပွဲရင်နဲ့တော့မလိုက်ဘူးသုံးဝင်တာလို့ရှင်တော့ဒါယူအဲဒီအဲ့လိုမျိုးပေါ့နော်အဲ့လိုစင်ပိုင်းပြီးတော့စင်စား ပေးရပါတော့ကိုချစ်တဲ့ခင်တဲ့လူတွေကတော့ကို့ရောကြုံရင်ကြုံသူတော့အများရန်တော့မေးပါတယ်ဟုတ်ဟွာပေါ့နော် the classy ကနေပြီးတော့ဆိုထိုက်တဲ့အတွက်ကြောင့်မလို့ဒီပွဲကိုလာတာပါအဲဒီအားတော့ summer sales ပေါ့နော်ဒီနွေရာသီအထူးဈေးရောင်းပွဲပေါ့အဲ the classy ကတော့အများရန်လည်းဆိုတော့အားပေးနေကြဆိုင်လေးပါ အာဘောနော်ဒါတဖြည်းဖြည်းနဲ့ဟိုတိုးတက်တာလာတာဘောနော်ဆိုင်ခွဲတွေလည်းဖွင့်ပြီးတော့ဒီလိုမျိုးအကြီးပဲဘောနော်ဒီလောက် brand တွေများပြီးစုံလင်မယ်လို့ဒီနေ့ပွဲမှာစုံလင်မယ်လို့မထင်တော့မထင်တာဘူးရောက်တော့မှဝါ brand တွေအစုံအလင်ကိုမှတကယ်ကိုပေါ့နော်ဘယ်မှမမရနိုင်တဲ့ဈေးနဲ့ sample sale ဆိုတော့ဟိုနွေရာသီအထူးဈေးရောင်းပွဲအနေနဲ့ short ပေးထားတာပေါ့နော်အဲ့တော့ up to 70%အထိရှိရဲဆိုတော့အာ နှစ်ရက်လားနှစ်ရက်နော်မနေ့ဖြန်တဲ့ဟာလား28ရက်အော်28ရက်နေ့ရက်တရက်နေ့ရက်နှစ်ရက်နေ့ရက်အထိရှိမှာဆိုတော့လေအရန်ကိုလေတန်နေပြီဆိုတော့အဲ့ဒါဆိုတာဟိုပါပေါ့နော်ဒီက sharing လုပ်ပေးတာပေါ့ဒီမှာဟို branded ကိုချစ်မြတ်နိုးတဲ့သူတွေတကယ်ကိုတန်တန်လေးနဲ့ရချင်တဲ့သူတွေပစည်းမှန်တယ်ဈေးမှန်တယ်ပြီးတော့ဈေးအခုအရန်တန်နေရပေါ့နော်အဲ့တော့အဲ့ဒီလူတွေကိုလည်းဆိုတာဟို sharing လုပ်ပေးချင်တာပေါ့နော်ဒီ the glassy ကနေပြီးတော့ဝယ်ဖို့အတွက်ပေါ့အဲ့ဒီချိန်ကတော့အကောင်းဆုံးအချိန်ပဲပေါ့ဟုတ် အဲ့တော့အဲ့လေအရင်ကအမြဲတမ်းလေတခုခုဆိုအာဟိုပွဲသွားစရာရှိရာတို့ပေါ့နော်အဲ့လိုဟိုပေါ့နော်ပွဲသွားစရာရှိရာသွားရှာရင်းနဲ့လဲကိုယ့်ကိုဟိုထထွားထလာတွေဝတ်ဖို့လဲပါလာတက်တယ်ဘာလို့လဲဆိုတော့တချို့ဟာလေးတွေကလေအတချို့မှာဆိုရင်ပေါ့နော်ဘန်ကောက်မှာတော့မရနိုင်တဲ့ဈေးနဲ့သူတို့ဆိုင်မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်ဈေးကအရန်တန်တန်လေးနဲ့ရနေတာမျိုးပေါ့နော်ပြီးရင်ဟိုတခြားတခြားမှာပေါ့နော်ဒီဘန်ကောက်မှာ discount ချပြီဆိုလို့ရှိရင်ဟိုသူတို့ကငွေဈေးနဲ့ပဲရောင်းတာ လိုက်ပြီးတော့ discount လုပ်ပေးရပေါ့เนาะအဲ့လိုမျိုးဆိုတော့ဈေးကအရန်မှန်တယ်လို့ခံစားရရတယ်အာပြီးတော့တချို့ပစ္စည်းလေးတွေဆိုရင်ပေါ့เนาะကိုလိုချင်တဲ့ဟာလေးတွေဆိုလို့ရှိရင်တို့ကိုလည်းမှားလို့လည်းရတယ်အဲတို့ကနေပြီးတော့ခင်လဲခင်နေတော့ကူပြီးတော့ရှာပေးကြရယ်ဝယ်ပေးကြရယ်ပေါ့เนาะအဲအဲ့လိုမျိုးဆိုတော့အမြဲတမ်းတော့တို့စီမှာအရင်တော့အားပေးဖြစ်တယ်ပေါ့เนาะအဲပြီးတော့ယောက်ျားလေး main ကလေးအဲ့လိုဒီဇိုင်းတွေအစုံလင်ရတယ်အရင်တော့တော့လည်းတို့ဟိုဝတ်စုံတွေအအင်ဂျီတွေပေါ့เนาะအင်ဂျီတွေဘောင်းမီရာနေစတာပေါ့နောက်ပိုင်းကျတော့တို့ကအကုန်ရရယ်8တွေရောဖက်နက်တွေရောနောက်ပြီးတော့ အဲသူတို့ကအခုဆိုရင်မွေးတွေပါရရပါတော့ရင်မွေးဆိုလဲအရန်တန်တယ်ခုနကတော့သူတို့ short ပြီးသားဈေးကိုမှ10% touch short ဦးမယ်တကယ် branded ရင်မွေးတွေကြီးပဲပေါ့နော်ဆိုတော့ဆိုတော့သူတို့ဆိုင်ကိုအဲ့လိုမျိုးအဲအမြဲတမ်းပေါ့နော်တော်တော်အားပေးနေကြဖြစ်တယ် အဲတခါလေးကြာရင်လည်းသူများတွေကိုလက်ဆောင်ပေးချင်တာရှိရဲ့အချိန်မျိုးပေါ့နော်မွေးနေ့လက်ဆောင်တို့ဘာလို့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းသူတို့ဆိုင်မှာပဲသွားပြီးတော့ဝယ်တယ်ရှင့်အဲ့တော့သူတို့ရဲ့ customer လို့ပဲပြောရမှာပေါ့နော်အခုလိုမျိုးအဲဒီ summer sale ဆိုပြီးတော့အများကြီးကိုအဲ့လိုတပြိုင်တည်းထဲအကုန် sales တွေချပေးလိုက်တော့အရန်အောင်ပျော်စရာကြီးဖြစ်နေတာပေါ့နော်အဲဒီပွဲပြီးသွားလို့ရှိရင်လည်းသူဒီကနေပြီးတော့အများကြီးအားပေးသွားပါအောင်မယ်အော်ဒါတော့ဟိုပေါ့နော်ဒီမှာ ရှိရဲ့ brand တော်တော်များများကတော့နေနေစဉ်နေတူပါเนาะဟိုဝစ်စင်လို့ရတဲ့ brand တွေတော်တော်များများပါပါတယ်အဲ့တော့ကိုအကြိုက်ဆုံး brand ကိုပြောမယ်ဆိုရင်တော့ဒီမှာတော့ H&M တို့ Zara တို့လည်းအကုန်လုံးရတယ်ဒီအဲ့ဒီကမှအကြိုက်ဆုံးကိုပဲတစ်ခုပဲပြောပါဆိုရင်တော့ CPS ကိုတော့အကြိုက်ဆုံးပဲအဲဟိုဟိုမှာဆိုရင်လည်းအဲ့လိုဟိုပေါ့เนาะအဲ့ဒီ CPS brand တဲ့ကိုရောက်ပြီဆိုရင်ဆိုတာပြန်မထွက်ချင်တော့ဘူးအဲအမြဲတမ်းပဲဟိုသူ့ရဲ့လူငယ်ကြိုက် design ဖြစ်တယ်ပြီးတော့ အဲ့လိုပေါ့နော် faction တွေကအမျိုးစုံရောင်သွေးစုံလင်နေဒီဇိုင်းကအရန်ဆန်းနေပေါ့နော်ပြီးရင်သူတို့ကကြတော့သူကအာမဆမ်းမဆိုဆမ်းမအဲ့လိုယာဒီလိုက်ရပြီးလို့ရှင်ပွဲတော်နေ့တွေဆိုလဲပွဲတော်နေ့တွေအတွက်တီးတန့်ဒီဇိုင်းတွေထပ်ထွက်တယ်ပေါ့နော်ဆိုတော့အမြဲတမ်း update ဖြစ်နေတဲ့ brand တစ်ခုလို့ပြောရမှာပေါ့နော်အဲအဲ့ brand ကတော့အရန်ကြိုက်တယ်အစတော့ CPS ကမြန်မာနိုင်ငံမှာတော့ဝယ်လို့မရသေးဘူးပေါ့နော်အဲဒါပေမဲ့အခု the classy မှာရသွားပြီအဲ့ဟိုရသွားတဲ့အတွက်အရန်အောင်ပျော်နေဟာတကူဆိုရင် ဟိုဟိုမှာတော့ဝယ်ဆရာမလို့တော့ဘူးဒီမှာဆိုရနေပြီဆိုပြီးတော့အဲ့ဒါအရန်ပြောတယ်ခဏနေကြရင်တော့ CPS ကိုတော့ထပ်ကြည့်သွားပါအောင်ပဲရှက်ဟာဒီနေ့ကကြတော့မဟုတ် Summer Sale ဆိုတော့လေနွေရာသီ Sale ဆိုတော့အဲ့နွေရာသီ Fashion လေးပေါ့အဲပန်းလေးတွေနဲ့အဲ့လို Country ကောင်းကင်လို့ပုံစံမျိုးလေးပေါ့နော်အဲ့အယောင်အာဟိုလွန်လွန်လေးရေပေါ့အဝါလေးရေလိုလိမ်မော်လေးရေပန်းပန်းပွင့်လေးရေတို့ ਨੇ အဲ့လိုဆမ်မဆီမန်တိအောင်လို့ပေါ့နော်နွေရာသီဇေယျဝတ်တော်မန်လေးတိအောင်လို့နွေရာသီဖက်ရှင်လေးဝတ်လာရပါဟုတ် အာ fashion ကိုအရန်ကြိုက်တဲ့သူတွေပြီးတော့ဟိုဘာတော့ပစိအစ်စ်မန်တွေကိုလိုချင်တဲ့သူတွေပြီးတော့ branded တွေကိုမျက်နှိုးတဲ့သူတွေပြီးတော့ဈေးတန်တန်နဲ့ရချင်တဲ့သူတွေကတော့ဒီဈေးပွဲတော်ကိုလုံးဝကိုလာတဲ့နေရာလေးလို့လဲဆိုတာညှို့ပေးချင်ပါရဲ့ရှင်ဟုတ် ပြီးတော့ fashion ကိုချစ်မြတ်နေတဲ့သူတွေရောပဲပေါ့နော်အာတကယ် fashionable ဖြစ်တဲ့အဲပစိကိုလည်းသူတို့တေးသေးချာချာလေး တင်ထိုင်တယ်ပေါ့နော်ပြီးတော့လူကြိုက်များမဲ့ဒီဇိုင်းတွေပေါ့အဲ့ဒါလေးကိုလည်းရွေးချယ်ပြီးတော့တင်ထားတာလည်းတွေ့ရဲဟုတ်ပြီးတော့လူကြိုက်များရဲ့အိတ်ကလေးတွေအာရေမွေးလေးတွေလည်းတေချာလေးရွေးချယ်ပြီးတင်ထားတာတွေ့ရပေါ့နော်အဲအားကြောင့်မလို့အာလာပြီးတော့အားပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်အော်တေချာစေးစေးအဖြစ်လဲစီစဉ်ဖြစ်လဲဆိုတော့အခုဒီဝတ်ဆောင်တရက်ခွဲပဲတရက်ခွဲပဲချုပ်တာဟိုလည်းစု ကာအရှိဒီမနေ့ကတနေ့အထိပေါ့နော်ဆိုတော့ game show တစ်ခုပေါ့နော်ရိုက်နေရတဲ့အတွက်ကြောင့်မလို့သူကအကက်မွေမီရိုက်ရိုက်ရလို့ဖြစ်တော့မနေ့ညမနေ့ညဆိုတော့12ရက်13ရက်14ရက်ကြာပေါ့နော်14ရက်ကြာတော့ဘာမှလုပ်လို့မရဘူးထွက်လို့မရပြုလို့မရပွဲလဲတက်လို့မရပေါ့နော်အဲ့တော့အနီးကမှဟိုဖိတ်ထားတာပြောထားတာတော်ကြာပြီဒါပေမဲ့အပွဲကိုဖိတ်စာဖတ်လိုက်တာတော့2ရက်လောက်ပဲလို့မှဖတ်လိုက်မိအဲ့ဒါ summer sale ဆိုတော့ အော်ပြီးတော့ဟို live လေးလဲပါတယ်ဆိုတော့ပရိသတ်တွေကြည့်လို့ရှိရင်ဟာဘာဈေးရောင်းပွဲတော်လဲဆိုတာတိတာပေါ်လွင်အောင်လို့အော်နွေရာသီဈေးရောင်းပွဲတော်ဆိုတာလေးပေါ်လွင်အောင်လို့ summer vibe တွေအများကြီးရှိရဲပေါ့ဒီမှာ fashion တွေအဲ fashion တွေကလည်း summer vibe တွေသူတို့အများဆုံးတင်မှာပဲလေ summer sale ဆိုတော့ဟိုအနွေးတွေထည့်ထက်စာရင်ပေါပေါပပဝလို့ရတဲ့ဟာမျိုးလေးအများကြီးဆုံးတင်မှာဆိုတော့အဲ့ဒါမျိုးဘလို့ဝစားရရှိလဲဆိုတာကိုတိတာပေါ်လွင်အောင်လို့ဆိုပြီး summer vibe လေးပေါ့နော်အဲ့လိုမျိုးလေးစဉ်းစားမိသွားတယ်လုံးမနေ့ကနှစ်ရက်ပဲချိန်ရတယ်အဲ့တော့မှအဲဒီဇိုင်နာအကူအညီတောင်းပြီးတော့ အာအမြန်လေးချုပ်ပေးပါတရက်ခွဲပဲကြောအချိန်ရအဆိုမောင်လေးကလုပေးရှာပါမောင်လေးနေခန့်ကိုကချုပ်ပေးထားပါတရက်ခွဲပဲကြာအာဒါဆိုဒီပေါ့နော် summer vibe ဆိုတော့လို့ဒီလိုအဲ cosack လိုဟာမျိုးရယ်ပြီးလို့ရှင်ဒီပန်းပွင့်အာလူရည်မှာပန်းလေးပွင့်တာလာပန်းတေးသေးလေးနေပေါ့နော်အဲအဲ့လိုမျိုးလေးလှုပ်ချင်တာဆိုပြီးတော့ make up ကောစပင်းရောဒီဝတ်စုံဒီဇိုင်နာရောပေါ့နော်ဝိုင်းပြီးတော့အားဖြည့်ပေးကြတယ်သူဖြစ်ချင်တာလေးတွေရောလေဟုတ် အဲ့အဲ့လိုမျိုးလေးစဉ်းစားပြီးတော့ပွဲတက်လာတာပါအချိန်အများကြီးတော့မပြင်ဆင်လိုက်ရဘူးတရက်ခွဲပေါ့ဘယ်ဘယ်ပွဲပဲဖြစ်ဖြစ်တော့လည်းဆိုတော့လေဟိုဒီပွဲနဲ့လိုက်ဖက်တဲ့ပုံစံပွဲအတွက်စဉ်းစားပြီးတော့ပေါ့နော်ပြီးတော့ဒါမှမဟုတ်လဲ client လိုချင်တဲ့အဲအရာဘာညာပေါ့နော်အဲ့ဒီပုံမှာထပ်ပြီးတော့စဉ်းစားပြီးတော့အော် fashion တစ်ခုအနေနဲ့စူးစမ်းပြီးတော့ဖန်တီးပါရဲ့ဝတ်ဆင်ပါရဲ့ပွဲတိုင်းလိုလိုတော့ပေါ့နော် GU site ပြီးတော့အဲကိုယ်လည်းအော် GU design နဲ့တေးတေးချာချာအဖိတ်ပြီးတော့သူတို့ကလည်းပွဲနဲ့ လိုက်ဖတ်တဲ့ fashion မျိုးလေးကိုဝတ်စေချင်တာဆိုတော့လေကိုယ်ဖိတ်တယ်ဆိုရင်လေအဲဒါဆိုတော့ကိုကအမြဲအထူးကြည့်ဆိုင်ပြီးဖဲပွဲပွဲတိတ်တိတ်ကြီးကြီးပေါ့နော်အကုန်လုံးစူးစမ်းပြီးတော့ဝတ်ဆင်ပေးပါတယ်။ဟိုတခုခုဝယ်ကြရရှိရဲ့အချိန်မျိုးတွေဆိုလို့ရှိရင်လဲဒါလေးဝယ်တင်လားအခု trend ကဘလို့လဲဒါလေးဆိုရင်အသုံးဝင်နိုင်လားအမ်ဖဲပြီးတော့ဥမာ choice ရမယ်ဆိုရင်ပေါ့နော်ဒီပစီနဲ့ဒီပစီနဲ့ဘယ်ဟာလေးကပိုကောင်းလဲဘယ်ရောင်လေးကပိုလှရတယ်ဆိုတော့အဲဆိုရင်ဟိုကနင်းနေဆိုရင်တော့ဘယ်ရောင်ကပိုလှတယ်ဘယ်ပစီကိုရွေးချယ်ရဲဆိုလို့ရှိရင်တော့ဘလို့အသုံးဝင်မယ်အဲတိရမလားဖဲပွဲတွေနဲ့တော့ လိုက်ဖက်မယ်ဘယ်ပွဲနေတော့မလိုက်ဘူးသုံးဝင်တာလို့ခြင်းတော့ဒါယူအဲဒီအဲ့လိုမျိုးပေါ့နော်အဲ့လိုစဉ်ပိုင်းပြီးတော့စဉ်းစားပေးရပါတော့ကိုချစ်တဲ့ခင်တဲ့လူတွေကတော့ကိုတော့ကြုံရင်ကြုံဆိုတော့အများရန်တော့မေးပါရဲ့ဟုတ်ပုံမှန်ဆိုအဲ့လိုတချို့ပြန်အရန်စိတ်ရှည်တအားအဲ့နေရာမှာတအားပြောခြင်းနဲ့တအားစိတ်ရှည်တယ် ဟိုဘာလို့လဲဆိုတော့လေဟိုကိုလည်းအရန်တိနေလို့တက်နေလို့အရန်ကျွမ်းကျင်လို့ဆိုတာမျိုးမဟုတ်ပဲねနှစုကိုတိုင်းကကြတော့ဘာလဲဆိုတော့ fashion ကိုအရန်စိတ်ဝင်စားနေလို့လေးလာနေတဲ့သူတယောက်ပါပဲအမြင်နဲ့ပေါ့เนาะခင်းနဲ့အညီဖြစ်အောင် trend လေးတွေတိအောင်လို့အမြင်နဲ့လေးလာနေတဲ့သူတယောက်ပါဒါပေမဲ့ဟိုစိတ်ဝင်စားတဲ့လူတယောက်ဖြစ်တဲ့အတွက်အဆက်မပြတ်တော့စူးစမ်းပြီးလေးလာ ဖြစ်နေရပါဘောเนาะဒါကြောင့်မလို့ဟိုဟိုနည်းနည်းပပတော့အကြံဉာဏ်ပေးနိုင်ပါတယ်အများကြီးမဟုတ်ရတော့မှာပေါ့เนาะဟုတ်ကဲ့